မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ကလာမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်မှုရဲနှအုပ်ထိခိုက်ဒဏ်ရာရတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှမ်းကုန်တိုင်းမြောက်ကလာမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်ရာရဲနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့ပြကျွတ်အဖွဲ့မှတာဝန်ရှိသူနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ် ဒီစစ်မာလာ6ရက်နေ့ည10:30မိနစ်ခန့်တွင်ညဥက္ကလာမြို့နယ်ခမ်းမကိုမြို့ပြကျွတ်အခွဲသားများကလက်လုံမိုင်းနှင့်လက်ပစ်ပုံးများဖြင့်ဖြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းညဥက္ကလာမြို့နယ်ခမ်းမ၌လုံခြုံရေးယူထားသောအကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများအနီးချက်ရောက်ပောက်ကွဲခဲ့ပြီးရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ပောက်ကွဲသံကတော့တော်တော်ကြေလောင်နေညချိန်တိတ်ဆိတ်နေတော့အတန်ပူချရတဲ့ပောက်ကွဲမှုဖြစ်ပြီးသိမ့်မကြဘူးညဥက္ကလာမြို့နယ်ရဲစခန်းတွေကရဲခွေးတွေကော ဖေးအုံယုံနဲ့ကရဲခွေတွေကရောက်လာတယ်လို့သိရတယ်။မြောက်ဥကလာအဝိုင်းကလမ်းပိုင်းကိုပိတ်ပြီးတော့ဟိုရှာတီရှာတွေလှုပ်သွားတယ်ဟုဒေတာခံပြည်သူတို့ကပြောဆိုပါတယ်။မျိုးပြကြွက်အဖွဲ့အနေဖြင့်ဆက်လက်၍ခေါင်းမာစွာဖြင့်ဆီယာနာရှင်များ၏ပေးစာကန်းစာလောက်ဖြင့်ပြည်သူအဖို့ဖိနှိပ်ရန်ရှာသည့်လမ်းကိုရွေးချယ်နေကြသည့်စေအုပ်စု၏လက်ပါစေများတောက်တိုင်မှန်သမျှကိုနေရာအချိန်မရွေးတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထပ်မံသတိပေးထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကအတန်တိတ်သပိတ်မှာပါဝင်ပေးကြပါကြွက်ကလေးတွေကလည်းအတန်များများထွက်နိုင်အောင်ကြိုးစားပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး PR ပေးတဲ့သူတွေရဲ့အချက်လက်တွေကိုကျွန်တော်တို့ page မှာလာပေးလို့ရပါတယ်ဟုမျိုးပြကြွက်အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်ပြီး point 666စက္ကန့်မှာရိုးမပေါ်တိုက်စစ်စင်ရန်ထွက်ခွာလာသည့်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံမှုများပြားကရက်တက်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပထောင်တက်နယ်ရှိ0.666စက္ကန့်မှနေ၍ပကံကွဲရိုးပေါ်အထိတိုက်စစ်စင်ရန်ထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအထိနာရက်တန်သွားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့မှစ၍0.666စက္ကန့်မှထွက်လာသည့်စစ်ကြောင်းနှင့် AA ပူးပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာရှမန်နီဒီဇင်ဘာ6ရက်နေ့အထိစင်လန်စက္ကန့်ဤတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။စင်လန်ဘက်ကနေလေတာတောင်ဘက်ကို drone တွေနဲ့အချိန်ပေါင်းများစွာတိုက်ခိုက်လာပါတယ်။ရောင်ကျိုးစက္ကန့်ကိုပြန်ပြီးချင်းကပ်နိုင်ဖို့စူးစမ်းနေတယ်လို့ပြောတယ်။ 666ချီကုတ်စခန်းကနေတံပြန်တိုက်စစ်စင်နေဆိုပြီးစစ်တောင်းတွေထွက်လာတော့တိုက်ခိုက်ခံရလို့ညောင်ချီတောက်ဘက်ထွက်ပြေးနေရတဲ့ဟုစစ်ရေးသတင်းရမြစ်ကသတင်းဌာနကိုပြောပါရယ်။ point 666စခန်းမှာစစ်ကော်မရှင်ချီကုတ်ယူထားတဲ့စင်လန်နဲ့ညောင်ချီတောက်ဘက်တို့စစ်တောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးသေဆုံးမှုများပြားကကစင်ကလေးအားထွက်ပြေးနေကြခြင်းဖြစ်ပါရယ်။အဆိုပါစခန်းကုန်းမှထွက်လာသည့်စစ်တောင်းမှာမတုံချောင်းကိုဖြတ်ပြီး ရောင်ကျိုးရိုးပေါ်အထိတက်ရန်စ조사နေသည်ဟုသိရပြီးအင်အားတထောင်ခန့်မှရိတ်ခါပြက်လက်သည့်အတွက်ရောင်ခြေတော့ကပတ်ဆ6ပတ်သို့ထွက်ခွာလာစဉ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။အေအေပြန်လည်လက်လွတ်လိုက်ရ၍စစ်ကော်မရှင်နေရာပြန်ယူထားသည့်0.666စက္ကန့်တွင်အင်အား300ခန့်ပိတ်မိနေပြီးရိတ်ခါပြက်လက်မှုများဖြစ်ပေါ်လာသည့်အတွက်စစ်ကြောင်းလိုက်ရောင်ခြေတော့ပတ်သို့ထွက်လာခြင်းဖြစ်သည်ဟုသိရပါသည်။ စစ်ကော်မရှင်ကစစ်ကြောင်းများကိုညောင်ကျိုးရိုးပေါ်နှင့်လေသာတောင်တဝိုက်စစ်ကြောင်းထိုးနိုင်ရန်အင်အားအလုံးရင်ဖြင့်တက်ရန်ကြိုးစားနေတော့လေအေအေတပ်ဖွဲ့ဤဂျားဖြတ်တိုက်ခိုက်မှုကြောင့်စစ်ကြောင်းများရှေ့ဆက်မတိုးနိုင်ပေအထိနာရက်တက်နေခြင်းဖြစ်ပါသည်ဆင်လန်နှင့်ညောင်ချေတောက်ကြားတွင်စစ်ကော်မရှင်ကကာကင်းစခန်းများခုခံရေးအတွက်လက်နက်ကြီးအချို့ပါထားရှိပြီးအင်အားဖြည့်ထားတဲ့အပြင်ပွိုင်666စက္ကန့်ကိုလည်းလက်နက်ကြီးစက္ကန့်အဖြစ်အခိုင်အမာခြေခုပ်ယူခုခံနေကြောင်းသတင်းရင်းမြစ်ထံမှသိရပါဗျ။ ဆက်လက်ပြီးစစ်တပ်အတွင်းစစ်မှုထမ်းများနှင့်အောက်ခြေစစ်သားများကိုမူရစ်စေဝါတုံခိုင်းပြီးရှေ့တန်းတွင်စစ်ကြောင်းထိုးခိုင်းခြင်းနှင့်ပြည်သူများကိုမရင်ကျက်ဖမ်းဆီးတပ်ဖြတ်ခြင်းများလုံဆောင်ရန်စစ်အရာရှိများကအမိန့်ပေးဟုအလင်းဝင်လာသူများထုတ်ဖော်ပြောဆိုတဲ့ဆွေးနွေးတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်တပ်အတွင်းစစ်မှုရန်တပ်သားများနှင့်အောက်ခြေစစ်သားများကိုမူရစ်စေဝါတုံခိုင်းပြီးရှေ့တန်းတွင်စစ်ကြောင်းထိုးခိုင်းခြင်းနှင့်ပြည်သူများကိုမရင်ကျက်ဖမ်းဆီးတပ်ဖြတ်ခြင်းများလုံဆောင်ရန်စစ်အရာရှိများကအမိန့်ပေးကြောင်းအလင်းဝင်တပ်သားရှစ်ဦးကထုတ်ဖော်ပြောဆိုဝန်ခံလိုက်ကြပါသည် ရမညောင်မွန်တက်တော် RMA ကအလင်းဝင်လာသောစစ်သားနှင့်ရဲရှိဦးဤထုတ်ပေါ်ဝန်ခံချက်ကိုဗီဒီယိုဖြင့်ထုတ်ပြန်ထားပြီးအဆိုပါဗီဒီယိုတွင်အလင်းဝင်လာသူများကရှင်းကဲ့သို့ဝန်ခံပြောဆိုလိုက်ကြခြင်းဖြစ်ပါသည်။အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲခံရပြီးစစ်ထဲရောက်ရှိလာသောစစ်မှုထမ်းတပ်သားတင်များကိုအမျိုးမျိုးညှဉ်းပန်းနှိပ်စက်မှုများလုပ်ဆောင်သည့်အပြင်အစာဝါလင်အောင်မကြွေးခြင်း၊မူရစ်စေဝါတုံးဆွဲခိုင်းပြီးရှေးတန်းတက်ခိုင်းခြင်း၊မူရစ်စေတုံးပြည်သူများကိုတပ်ဖြတ်ဖမ်းဆီးအာဓမ္မပြုကျင့်ခိုင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ အကြံဖတ်စစ်တပ်အတွင်းစစ်မှုရန်တပ်သားတင်များကိုတနက်မပေးဘဲခင်းဆောင်ခိုင်းခြင်းအရာရှိလိုင်းကမ်းများသို့တန်ရှင်းရေးလုပ်ခိုင်းခြင်းလစာပုံမှန်မပေးဘဲဖြစ်သလိုချိုးမွေ့ခြင်းအစာရေစာဝတ်လည်အောင်မကြွေးခြင်းအဆိုးဆုံးမှာမူရစ်စေဝါသုံးဆွဲခိုင်းခြင်းများဖြစ်ကြောင်းအလင်းဝင်တပ်သားတင်များကဆိုပါရယ်စစ်တပ်အတွင်းတွင်မူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုမှာအရှိန်အဟုန်ဖြင့်ကြီးထွားနေပြီးစေအရာရှိများနှင့်စစ်သားများကိုယ်တိုင်စေရောင်းချကြကြောင်းရှင်းန်းတိုက်ပွဲများဖြစ်ပွားသည့်နေ့ YW မူရစ်စေများသုံးဆွဲရန်ခြားပေးကြောင်း YW မူရစ်စေဝါဖို့အဖြစ်ဖြူသူများဤနေအိမ်များမှအဖိုးထံပစ္စည်းများကိုလူရက်ခိုင်းကစေဖို့အဖြစ်လက်ခံခြင်းများရှိနေကြောင်းအလင်းဝင်လာသူစစ်မှုထမ်းတပ်သားကိုကျော်ကြီးကပြောပါရယ်သူတို့အခုတော့စစ်ကြောင်းထိုးနေရင်းနဲ့ဆိုင်ကယ်တွေတွေ့တယ်စီးသမားတွေတွေ့တယ်သူတို့ဖမ်းနေဆေးတွေကိုယူတယ်ယူပြီးသူတို့ဆေးတွေတုံးတယ်နောက်ပြီးအခုပေါ့ကျွန်တော်တို့ကစစ်ကြောင်းသွားနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရွာတွေဝင်နေကျွန်တော်တို့ရောက်လာပြီးဆိုရင်ပြည်သူတွေကမရှိတော့ဘူးကြောက်လန့်ပြီးထွက်ပြေးသွားကြတယ် အဲ့ဒီချိန်မှာတို့အိမ်ပေါ်တွေတက်တယ်တို့ဖြစ်စည်းတွေတက်ယူတယ်ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့ဝင်ခွင့်မပေးဘူးဖြစ်စည်းတွေလည်းတက်ယူတယ်ပြီးရင်တို့ရောင်းချတာနောက်လျှောက်ပြီးတို့ဆေးတွေတုံးနေဂိမ်းတွေစော့တယ်ဟုအလင်းဝင်ရောက်လာသူပါစတတကိုတက်ပိုင်ဆိုကရှင်းပြပါတယ်ထို့ပြင်အကျန်းဖက်စစ်တပ်ကပြည်သူများကိုအာရမပြုခြင်းမှုတက်ဖြတ်ရာတွင်မူရစေတုံးသူများကိုအ धिक ခိုင်းစေကြောင်း ဈေးကြောင့်၍အချင်းချင်းပြစ်ခတ်မှုများလည်းရှိကြောင်းခမရ945တက်ရင်တွင်မူတက်ရင်မူတက်ရင်ပိုကြီးတက်ကြံဒုတက်ကြက်တက်ကြက်ကြီးအရာခံအပါဝင် အာလုံးမူရစေသုံးဆွဲကြကြောင်းအဆိုပါတက်ရင်တွင်တာဝန်ထမ်းဆောင်ခဲ့သူပါစတတကိုညံမျိုးအောင်ကပြောဆိုပါတယ်စီတူကြီးမျိုးမင်းထုံးကိုတိုင်ကဈေးရောက်နေသုံးဆွဲသူတွေကတက်ရင်မူတက်ရင်ပိုကြီးတကြက်ဒုတကြက်တကြက်ကြီးအရာခံဖို့အလုံးကသုံးနေဈေးချောင်ချောင်ပြီးယူသွားတဲ့သူတွေလည်းရှိတယ်ဈေးသုံးပြီးထိမရလို့ဘိုကင်းနဲ့ထည့်ထားသူလည်းရှိတယ် လက်တလုံးမှတင်ပိုကင်းမှတာဝန်ယူနေရသူကစေးတုံပြီးသူသမီးကိုစေးကြောင်ကြောင်ပြီး MP3 နဲ့ပစ်လိုက်တောင်းလမ်းပေါင်းရှက်ထိမှန်သွားတာဟုအလင်းဝင်ရောက်ခဲ့သူပါစတတကိုညံမျိုးအောင်ကပြောဆိုပါတယ်စစ်တပ်တွင်ပြည်သူစစ်များအပါဝင်စစ်သားများကိုတော်လှန်ရေးဘက်တော်သားများထံသို့အလေးဝင်ရန်ကြိုးစားပါကတပ်ပစ်မည်ဖြစ်ပြီး၎င်းတို့လက်မှထွက်ပြေးလျင်လေလူမည်မဟုတ်ဟုချိန်ချထားကြောင်းတော်လရေးဘတ်တို့ရောက်ရှိပါကလည်းတော်လရေးဘတ်တော်သားများကအလင်းဝင်သောစစ်သားများကိုရရက်ဆက်ဆက်တပ်ဖြတ်လိုက်မည်ဟုဝါရဖြတ်ချင်းချောက်ထားကြောင်းသိရပါသည် ကျွန်တော်တို့ကြောက်အောင်ခြောက်ထားတယ်ဟိုတော်လန်ရေးဖက်ဝင်ပြီဆိုတာနဲ့သူတို့သိချင်တာမေးပြီးလို့ရှိရင်သိချင်တာသိပြီဆိုတာနဲ့တက်ပြစ်မယ်ဆိုပြီးတော့ချိန်ခြောက်ထားတယ်ထွက်ပြေးလဲလို့မှမဟုတ်ဘူးလို့ကျွန်တော်တို့ကအဲ့လိုချိန်ခြောက်တာကျွန်တော်တို့လည်းအဲ့ဒါကိုသူတို့ပြောစကားကိုရှုံပြီးတော့အဲ့ဒါနဲ့အဲ့လိုထွက်မပြေးပဲနဲ့ဒီတိုင်းဆက်နေတယ်အဲ့ဒါချလာတော့သူတို့ရဲ့နှိမ့်ဆက်တဲ့တံတွေမခံနိုင်လို့ဆိုပြီးဒီဘက်တော်လန်ရေးဘက်ကိုလာတယ်။ရောက်လာတော့လေကျွန်တော်တို့တော်လန်ရေးဘက်ကိုရောက်ပြီဆိုတာနဲ့သူတို့ပြောသလိုမဟုတ်ပဲနွွ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 ွ ညီလိုအကိုလိုဆက်ဆက်နေစားတော့နေတာထိုင်တာကအစမဟုတ်ဘူးဒန်တူညီတူနေရတာပင်ပင်ပန်းပန်းလေးဘာမှမလုပ်ရဘူးသူတို့ပြောသလိုလဲရိုက်တာနှက်တာလဲဘယ်သူမှမရှိဘူးဒီဘက်မှာအကုန်လုံးအဆင်ပြေတယ်ဟုအလင်းဝင်ရောက်လာသူပတ်စတတ်တာကိုစီသူကျော်ကပြောပါတယ်အကျန်းဖတ်စစ်တပ်မှာတနေ့တခြားအလွန်ဆိုးရွားလာပြီးပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်မှုများအဆက်မပြတ်လှုပ်ဆောင်နေကြောင်းထို့ကြောင့်စစ်တပ်မှတပ်သားများအနေဖြင့်တော်လရေးတပ်များနဲ့အငြင်းဆုံးပူးပေါင်းကြစီလိုကြောင်း မြန်မာနိုင်ငံအသီးသီးရှိလူငယ်များအနေဖြင့်မတရားပေါ်ထားဆွဲ၍စစ်ထဲဆွဲသွင်းမိကိုမခံဘဲတော်လရေးတပ်များနှင့်ပူးပေါင်းကောင်ပြန်တော်လှန်ကြရန်အလင်းဝင်တပ်သားများကထုတ်ဖော်ပြောဆိုပါရယ်ဆလပီဆလင်းမျိုးမရဲစခန်းမှာခင်းဘတ်ထွက်လာသောစစ်ကြောင်းကိုတိုက်ခိုင်းမှုစစ်သားနှစ်ဦးသေဆုံးပြီးခရရန်ပစ္စည်းတချို့တင်စီရရှိတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် မကွေးတိုင်းစလင်းမျိုးနဲ့စလင်းမျိုးမရဲစခန်းမှာကင်းပတ်ရန်ထွက်လာသောစစ်သားနှင့်ရဲများပါဝင်သောစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးပြီးခရရန်ပစ္စည်းတချို့သိမ်းဆီးရရှိခဲ့ကြောင်းစလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ဂျမနီဒီဇင်ဘာလ6ရက်ညနေ2:36မိနစ်အချိန်စလင်းမျိုးမရဲစခန်းမှာကားတစီးဆိုင်ကယ်၄စီးဖြင့်စလင်းမျိုးအထွက်ရှိစိမ့်စုဂိတ်ကင်းစခန်းသို့ကင်းပတ်ရန်ထွက်လာသောစစ်သားရဲ20ဦးခန့်ကို ကျေးဇူးကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များကစလင်းမျိုးမရေစခန်းနှင့်စိမ့်ဆုခိတ်အကြောင်းပြည်ထာလန်ပိုင်၌ကြားဖြတ်မိုင်းဆွဲပြီးအပြန်လန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည်မိုင်းနဲ့ထိတဲ့နှစ်ယောက်ပွဲချင်းပြီးသေးတယ်တယောက်ကလမ်းမောင်းပြတ်ထွက်သွားတော့တိတိလေးပဲကြံတော့တော့ပေါင်လဲဆုပ်ပြတ်တက်သွားတယ်လို့သတင်းရထားတယ်။နောက်တယောက်ကလည်းမျက်နှာတချမ်းဆုပ်ပြတ်တက်ပြီးလေပင်လဲပေါက်သွားတယ်လို့သိရပါတယ်။ပြီးတော့တခြားထရန်ရတဲ့သူတွေလည်းများတယ်လို့သိရပါတယ်ဟုဇလင်းမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ ထို့သောတိုက်ခိုက်မှုအတွင်းစစ်သား၂ဦးသေဆုံးပြီးမြင်းတင်ရက်ကွက်နေရဲတပ်သားအောင်ကြီးကြီးနဲ့ဖောင်လင်းနေတဲ့ရဲမင်းခန့်တို့အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိကညနေ3:56မိနစ်တွင်ဇက်လင်းမြို့ရဲစခန်းသို့ပြန်လည်ဆုတ်ခွာသွားကြောင်းတိုက်ပွဲအတွင်းအပြင်းအထန်ဒဏ်ရာရရှိသူရဲ၂ဦးကိုဇက်လင်းမြို့စေယုံတွင်အရေးပေါ်တင်ဖို့ကူတာထားကြောင်းသိရပါတယ်စေခွေးနှကောင်ရဲ့ရဲခွေးနှကောင်ရဲ့စုစုပေါင်း၄ကောင်၄ကောင်စလုံးကဆလင်းပြည်သူစေယုံမှာစေကူတာခွေခံယူနေတယ်။ရဲခွေးတကောင်ကြတော့ထိခိုက်တရာက တော်တော်ပြင်းနေလို့ပြောတယ် သူတို့အသက်မီပေါမလားစိုးရိမ်အနေထားရှိတယ်လို့သိရတယ်။စစ်ခွေးဘက်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဟုပြည်သူညီနောင်စလင်သတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်တိုက်ပွဲတွင်စစ်သားရဲများအုံပြုသော G3 G ပေါက်2ပေါက်လက်ပစ်ပုံ2လုံးကြီးအထောက်30ခန့်သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကစလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီမှာတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿隆威说来沉迷在巴西人。